တရင်ပြိတ္တများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့မေလ30ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်ပြီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဇုံတိကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခန့်အပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မူရစ်ဆေးဝါးနဲ့မပတ်သက်ဟု UWSA ကညှင်းဆိုခဲ့ပေမဲ့လည်းတက်တေများရှိတယ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ပြော မြန်မာစစ်တပ်နဲ့တရုတ်အစိုးရကိုအခုညီတောင်းမှဖြစ်ပြီးမကူညီရင်ထိုင်းကကိုယ်တိုင်ကင်တွယ်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်ထားတဲ့ UWSA ဝတ်တပ်ဖွဲ့ကမူရစ်ဆေးဝါးနဲ့မပတ်သက်ကြောင်းတရားဝင်ညှဉ်းဆိုထားပေမဲ့လည်းထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကတော့မူရစ်ဆေးဝါးနဲ့ပတ်သက်တဲ့တက်တည်များရှိတယ်လို့ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ဝါပြည်သွေးစီညီညွတ်ရေးတက်မတော် UWSA ထိန်းချုပ်နယ်မြေများထဲမှာမူရစ်ဆေးဝါးတက်ခွဲခန်းများရှိနေတဲ့တက်တည်များရှိကြောင်း UWSA ကြောင့်ထိုင်းနိုင်ငံအတွင်းကိုမူရစ်စေဝါများဝင်ရောက်လာနေခြင်းဖြစ်ပြီးမြန်မာအနေနဲ့ရေးယူဆောင်ရွက်နိုင်ခြင်းမရှိပါကနိုင်ငံတကာအနေနဲ့ရေးယူဆောင်ရွက်သင့်ကြောင်းထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကဆိုပါတယ် UWSA ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ရဲ့ပြောဆိုချက်ကိုညှင်းပယ်ထားပြီးမူရစ်စေဝါနဲ့ပတ်သက်တဲ့တပ်တွေအထောက်အထားမရှိကြောင်း UWSA အနေနဲ့မူရစ်စေဝါကိုတိုက်ဖြတ်နေပြီးမူရစ်ကုန်တယ်များကဝါနေမျိုးကိုဖျက်ဆီးသွားလာမှုများရှိနိုင်ကြောင်း ရင်းမှာ UWSC ရဲ့ပါဝင်ပတ်သက်မှုမဟုတ်ကြောင်းထုတ်ပေါ်ပြောဆိုထားပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကတော့၎င်းထံမှတပ်သေးတပ်ပုံများရှိနေပြီးမြန်မာစစ်တပ်နဲ့တရုတ်အစိုးရကိုအကူအညီတောင်းမှဖြစ်ကြောင်းအကယ်၍မြန်မာစစ်တပ်နဲ့တရုတ်အစိုးရကအရေးမယူရင်ထိုင်းနိုင်ငံကကင်တွယ်ရလိမ့်မှာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟွန်တက်စင်ကမေလ29ရက်နေ့မှာ UWSC ကမူရစ်ဆေးဝါးထုတ်လုပ်မှုများရဲ့နောက်ွယ်မှာရှိနေကြောင်းတရားဝင်ထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ပြီးမူရစ်ဆေးဝါးနဲ့ပတ်သက်တဲ့အထောက်အထားနဲ့တက်တည်များကိုတော့ထုတ်ပြနိုင်ခြင်းမရှိသေးပါဘူး။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းတပ်ဖွဲ့ခေါင်းဆောင်ဒုဗိုလ်ချုပ်ကြီးကံမြင့်တန်းအပါအဝင်အရာရှိကြီးများနဲ့လက်နက်ဆက်ရုံမှု28ဦးရဲ့အမည်စရင်းကိုအရေးယူနိုင်ရေးထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာလူမျိုးတုံးတက်ဖြတ်မှုစစ်ရာဆွေးမှုများနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့စစ်ရာဆွေးမှုများမှာပါဝင်ပတ်သက်နေတဲ့စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းတပ်ဖွဲ့ခေါင်းဆောင်ကံမြင့်တန်းအပေါအဝင်အရာရှိကြီးများနဲ့လက်နက်ဆက်ရုံမှု28ဦးရဲ့မိစရင်းကိုနိုင်ငံတကာနဲ့ NUG ကအရေးယူနိုင်ရေးအတွက်တမဖွံ့ဖြိုးရေး Institute ကယနေ့ထုတ်ပြန်လိုက်ပါတယ်။ယနေ့မှာမြန်မာစစ်တပ်ရဲ့ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးမှာအထူးကတာဝန်ရှိသူများအားဖော်ထုတ်ထားတဲ့ တနက်များနောက်ွယ်မှသွေးစွန်လက်များမြမစစ်တပ်ဤလက်နက်ထုတ်သူများအားဖော်ထုတ်ခြင်းသူတေသနအစီရင်ခံစာတစောင်းကိုတမဖွံ့ဖြိုးရေးအင်စတီကျူကထုတ်ပြန်ခြင်းဖြစ်ပါတယ်။တမအင်စတီကျူအနေနဲ့တက်ဆိုင်ရာအဖွဲ့အစည်းတွေကိုတိကျခိုင်လုံတဲ့အချက်အလက်တွေပေးပို့သွားဖို့ရှိပါတယ်။အစီရင်ခံစာမှာဖော်ထုတ်ထားသူတွေအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်နိုင်ဖို့ကိုမိဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့တမာဖွံ့ဖြိုးရေးအင်စတီကျူမှမိတမာကပြောဆိုပါတယ် ရင်းအစီရင်ခံစာမှာစစ်အုပ်စုကျူးလွန်လျက်ရှိတဲ့နိုင်ငံတကာရာဇဝတ်မှုများအုံပြုတဲ့စစ်လက်နက်ပစ္စည်းများအားထုတ်လုပ်ရမှာအဓိကတာဝန်ရှိသူများဖြစ်ကြတဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ရဲ့အရာရှိချုပ်ဒုတိယအရာရှိချုပ်နှစ်ဦးနဲ့ကာကွယ်ရေးပစ္စည်းထုတ်ဆက်ယုံ25ယုံမှဆက်ယုံမှုများကိုဖော်ထုတ်ထားကြောင်းသိရှိရပါတယ်စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ရဲ့အရာရှိချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းဖြစ်ပြီးဒုတိယအရာရှိချုပ်နှဦးမှာဗိုလ်ချုပ်ကိုကိုလွင်နဲ့ဗိုလ်ချုပ်မျိုးအောင်တို့ဖြစ်ကြောင်းသိရှိရပါတယ်။စစ်ကောင်စီရဲ့လက်နက်ဆက်ရုံမှုများမှာအမတ်တက်ကာကွယ်ရေးပစ္စည်းဆက်ရုံမှုဗိုလ်မှူးကြီးဇော်မျိုးမင်းအမတ်နှစ်ကာကွယ်ရေးပစ္စည်းဆက်ရုံမှုဗိုလ်မှူးကြီးလှသိန်းအမတ်သုံးကာကွယ်ရေးပစ္စည်းဆက်ရုံမှုဗိုလ်မှူးကြီးမောင်စုအမတ်လေးကာကွယ်ရေးပစ္စည်းဆက်ရုံမှုဒုတိယဗိုလ်မှူးကြီးဇော်မင်းထွန်းအမတ်ငါးကာကွယ်ရေးပစ္စည်းဆက်ရုံမှုဗိုလ်မှူးချုပ်ထွေးလာအမတ်၆ကာကွယ်ရေးပစ္စည်းဆက်ရုံမှုဗိုလ်မှူးကြီးတိုးလွင် အမှတ်9ကာကွယ်ရေးပစ္စည်းဆက်ယုံမှုပုံမူကြီးထွန်းထွန်းဆိုးလို့ဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်အမှတ်10ကာကွယ်ရေးပစ္စည်းဆက်ယုံမှုပုံမူကြီးမင်းဆိုးအမှတ်9ကာကွယ်ရေးပစ္စည်းဆက်ယုံမှုပုံမူကြီးတင်မောင်ချိုအမှတ်30ကာကွယ်ရေးပစ္စည်းဆက်ယုံမှုပုံမူကြီးရွှေမြအမှတ်17ကာကွယ်ရေးပစ္စည်းဆက်ယုံမှုပုံမူကြီးမင်းမင်းစောအမှတ်12ကာကွယ်ရေးပစ္စည်းဆက်ယုံမှုပုံမူကြီးနိုင်အောင်အမတ်73ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဘုံမူကြီးထွန်းထွန်းအေးအမတ်74ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဘုံမူကြီးရဲစော်ထွေး ်အမတ်၅ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဗိုလ်မှူးကြီးဝင်းမြင့်မောင်တို့ဖြစ်ပါတယ်ဆက်လက်၍အမတ်၆ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဗိုလ်မှူးကြီးဇော်ထွန်းဦးအမတ်၁၉ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဗိုလ်မှူးကြီးတိန်လွင်အမတ်၁၈ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဗိုလ်မှူးကြီးဇော်မျိုးနိုင်အမတ်၁၉ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဒုဗိုလ်မှူးကြီးအောင်ထွေးအမတ်၂၀ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဗိုလ်မှူးကြီးတက်ဝင်းအောင်အမတ်၂၁ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဗိုလ်မှူးကြီးညီညီလက်အမတ်၂၂ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဒုဗိုလ်မှူးကြီးမြတ်သူ အမှတ်23ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဘုံမူကြီးတိုးလွင် အမှတ်24ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဘုံမူကြီးအောင်ကိုကိုအမှတ်25ကာကွယ်ရေးပစ္စည်းဆက်ယုံမှုရန်အေးတို့ဖြစ်ပါတယ်အဆိုပါဆက်ယုံမှုများဟာစစ်လက်နက်ထုတ်လုပ်ရေးအပြင်အယက်သားပြည်သူများအားအကြမ်းဖက်မှုများကိုတိုက်ရိုက်တာဝန်ရှိခြင်းစစ်အုပ်စုရဲ့ဖိနှိပ်ရေးရန်ညားမှတောက်တိုက်အဖြစ်ပါဝင်ကြောင်းစစ်လက်နက်ထုတ်လုပ်ရေးခေါင်းဆောင်များအားစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဘွေထူးဂုံထူးများချီးမြှင့်ခဲ့ကြောင်းသိရှိရပါတယ်အစီရင်ခံစာမှာစစ်လက်နက်ထုတ်လုပ်ရေးမှအထူးကတာဝန်ရှိတဲ့ ကကထုံရင်းရထိပ်ပိုင်းခေါင်းဆောင်များနဲ့စက်ရုံမှုများအပေါ်တန်ခတ်ပိတ်ဆို့မှုများချမှတ်နိုင်ရန်နိုင်ငံတကာအစိုးရများအားတောင်းဆိုထားတဲ့အပြင်အစီရင်ခံစာမှဖော်ထုတ်ထားတဲ့စစ်အုပ်စုရဲ့စစ်လက်နက်ထုတ်လုပ်ရေးမှအဓိကတာဝန်ရှိသူများအပေါ်အမည်ပြည့်စရင်တင်သွင်းကြေညာရန်အမျိုးသားညီညွတ်ရေးအစိုးရကိုတောင်းဆိုထားပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပင်လောင်းမြို့နယ်စောင်းပြောင်းကြီးရွာမှာရှိတဲ့စစ်တပ်စခန်းကိုတိမ်ပိုက်ရရှိပြီး PNO ပြည်သူ့စစ်ဗိုလ်မှူးအပအဝင်စစ်သားအများအပြားတိတ်ဆုံးကစစ်တုံးဗန်းများနဲ့လက်နက်ခဲယမ်းများတိမ်ဆဲရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းကြီးရွာမှာရှိတဲ့စစ်တပ်စခန်းကိုတိမ်ပိုက်ရရှိခဲ့ရမှာ PNO ပြည်သူ့စစ်ဗိုလ်မှူးအပအဝင်စစ်သားအများအပြားတိတ်ဆုံးကစစ်တုံးဗန်းများနဲ့လက်နက်ခဲယမ်းအများအပြားတိမ်ဆဲရရှိခဲ့ကြောင်းဖေကုံ PDF 1332တက်ရင်ကသတင်းထုတ်ပြန်ပါတယ်။ မေလ18ရက်နေ့မှာစတင်ပြီးပင်လောင်းမြို့နယ်စောင်းပြောင်းကြီးရွာမှာရှိတဲ့စစ်သား PNO ပြည်သူ့စစ်များပူးပေါင်းကတက်ဆွဲထားတဲ့စစ်ကောင်စီစခန်းကိုကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာစခန်းမကျဆုံးစေရေးအတွက်စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးပစ်ကူအမြောက်အများအုံပြုကခုခံခဲ့ကြောင်းသိရှိရပါတယ်အဲ့ဒီလိုလေကြောင်းလက်နက်ကြီးပစ်ကိုအမြောက်အများအုံပြုတ်ခဲ့ပေမဲ့လေမေလ26ရက်နေ့မှာတော်လန်ကြီးတပ်ဖွဲ့များကတိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ရေစကန်သိမ်းတိုက်ပွဲအတွင် PNO ပြည်သူ့စစ်ဗိုလ်မှူးအပါအဝင်အတင်းအဓမ္မစစ်သားစုဆောင်ခံရသူပအိုးလူငယ်အများအပြားသိဆုံးမှုရှိပြီးစစ်တုံးမန်းများလက်နက်ခဲယမ်းများအမြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။အခုအချိန်ထိစစ်ရေးတင်းမာနေတော့ပဲသူတို့ဘက်ကလည်းယာယီအားဖြင့်ဆုတ်ခွာသွားပေမဲ့ပြန်ပြီးစစ်ကြောင်းထိုးမဲ့အလားအလာရှိတယ်။အခုအချိန်ထိပြည်သူတွေတွာလာဖို့စိတ်မချရသေးပါဘူး။ပြည်သူတွေတရိထားတွာလာကြဖို့ပြောကြင်ပါတယ်လို့ကရင်နီတော်လရင်တရင်အမြင့်တစ်ခုကရန်ကုန်ခေတ်တရင်ဌာနကိုပြောဆိုပါတယ် ဆောင်ပြောင်းကျေးရွာစစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုမှာဖေကွန် PDF 1339တက်ရင်နဲ့မဟာမိတ်ပူးပေါင်းတပ်ပေါင်းစုများကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအချို့သောတော်လန်ရေးရဲဘော်များထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အဲဒီလိုဆောင်ပြောင်းကျေးရွာစခန်းသိမ်းပိုက်ခံရပြီးနောက် အကြံဖတ်စစ်ကောင်စီတပ်သားများနဲ့ PNO ပြည်သူစစ်သားများဟာဆောင်ပြောင်းကျေးရွာမှာရှိတဲ့ပြည်သူနေအိမ်များကိုမိရှို့ဖျက်ဆီးနေကြောင်းတိုက်ပွဲကြောင့်ဆောင်ပြောင်းကျေးရွာနေပြည်သူများအလုံးထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ လဲမြို့ပေါ်မှာရှိတဲ့စစ်တပ်နဲ့ရဲပူးပေါင်းတပ်ဆွဲထားတဲ့ရဲစခန်းကိုတော်လန်ကြီးတပ်ကဝင်ရောက်တိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြို့ပေါ်မှာရှိတဲ့စစ်တပ်နဲ့ရဲပူးပေါင်းတပ်ဆွဲထားတဲ့ရဲစခန်းကိုတော်လန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းတောင်းနဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူရဲဘော်ဆေယပေကပြောဆိုပါတယ်။မေလ29ရက်နေ့ညနေ3နာရီခွဲအချိန်မှာပလဲမြို့ပေါ်မှာစစ်တပ်နဲ့ရဲများအထိုင်ကျတပ်ဆွဲထားတဲ့မြို့မှရဲစခန်းကိုတောင်းနဲ့ပြည်သူကာကွယ်ရေးအဖွဲ့က RPG နဲ့ဝင်ရောက်ပစ်ခတ်ကြောင်း စစ်ကောင်စီတပ်များကရဲစခန်းအပြင်စုပေါင်းရုံးနဲ့ထွေအုပ်ရုံးမှလည်းအထိုင်ချတပ်ဆွဲထားကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ပလဲမျိုးပေါ်ရဲစခန်းကို RPG နဲ့တွားပစ်ခဲ့တာကျွန်တော်တို့ပစ်ပြီးသူတို့ဘက်ကထွေအုပ်ရုံးကရောစုပေါင်းရုံးကရောပြန်ပစ်တယ်။အဲ့ဒီမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြပြီးတိုက်ပွဲ10မိနစ်လောက်ဖြစ်လိုက်သေးတယ်။တိုက်ပွဲကတိတ်မထီရောက်ခဲ့ဘူးသူတို့ဘက်ကလည်းထိခိုက်တာနည်းလိမ့်မယ်ကျွန်တော်တို့ဘက်ကတော့အထိခိုက်မရှိဘူးတိုက်ပွဲဖြစ်တဲ့အကွာအဝေးကလည်းတော်တော်လေးဝေးတယ်လို့ဒေါင်းနဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူရဲဘော်ဆေယာပေကပြောပါတယ် ပလဲမြို့ပေါ်မှာတိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီတပ်ကပလဲထွေအုပ်ရုံမှာအင်အား90ဝင်ချင်းရဲစခန်းအတွင်းထဲမှာအင်အား40ခန့်ဖြင့်တပ်ဆွဲထားပြီးမြို့အတွင်းတွင်သာ နေထိုင်ရဲကြကြောင်သိရှိရပါတယ်။ပလဲမြို့နယ်ထဲမှာစစ်ကောင်စီတပ်ကပလဲမြို့အင်မတီပြူစောတိရွာဇီးပြုံကုန်းပြူစောတိရွာနဲ့ကန့်တော့ရွာတို့သာတပ်ဆွဲထားနိုင်ကြောင်းပလဲမြို့နယ်ရဲ့80ရာခိုင်နှုန်းကျော်ကိုပြည်သူ့ကာကွယ်ရေးတပ်များကစိုးမိုးထိန်းချုပ်ထားနိုင်ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တောင်ကုန်မြို့နယ်ဒိုးနေရွာတောင်ကျင်းမှာစစ်တပ်ကပြည်သူ၂ဦးကိုလူမဆန်စွာနှိပ်စက်တပ်ဖြတ်ပြီးနေအိမ်နဲ့စိုက်ကယ်များကိုမိရှို့ဖျက်ဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ကုန်မြို့နယ်ဒိုးနေရွာတောင်ကျင်းမှာအကြမ်းဖက်စစ်တပ်ကပြည်သူ၂ဦးကိုလူမဆန်စွာနှိပ်စက်တပ်ဖြတ်ပြီးပြည်သူပိုင်နေအိမ်နဲ့စိုက်ကယ်များကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းရေတာရှင်မြို့နယ်အခြေစိုက်တရင်3934တက်ခွဲတက်မှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ မေလ28ရက်နေ့ညနေ9:45မိနစ်အချိန်မှာတောင်ကိုမြို့နယ်လိတ်တူတောင်ကိုလမ်းပိုင်းထုံးဘူကြီးကြေးရွာမှအင်အားတရာခန့်နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပြည်သူ၃ဦးကိုတစားကန်ဖမ်းဆီးပြီးဒိုးနယ်ရွာတောင်ကြီးကွန်ကရစ်လမ်းအတိုင်းစစ်ကြောင်းထိုးလာခဲ့ပြီးနောက်လမ်းထိပ်မှာနေထိုင်တဲ့အသက်32နှစ်အရွယ်ရဲစော်နဲ့အသက်33နှစ်အရွယ်ကိုဖုံးလုံးတို့ကိုဖမ်းဆီး၍လူမဆန်စွာရရက်ဆက်ဆက်နှိပ်ဆက်တပ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ် ဒါအပြင်ပြည်သူနေအိမ်များနဲ့စိုက်ကဲနှစီးတို့ကိုလည်းမိရှုဖျက်ဆီးခဲ့ပြီးထုံးဘူကြီးကြေးရွာဘက်ကိုပြန်လည်ဆုတ်သွားကြောင်းသိရှိရပါတယ်။အသက်ခံရတဲ့ပြည်သူနှုတ်အလောင်းမဲကျွန်တော်တို့ရပါတယ်။ဖမ်းခံရတဲ့ပြည်သူ၃ဦးတည်င်းတော့မရသေးဘူး။အလောင်းတွေကိုအကောင်းဆုံးလုပ်ပေးခဲ့ပါတယ်။စစ်ခွေးတွေကထုံးဘူကြီးရွာဘက်ကိုပြန်တက်သွားတာပါလို့ရေတာရှင်မြို့နယ်အခြေစိုက်တရင်3939လေးတခွဲတက်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ အဲ့ဒီလိုပြည်သူများအားဖမ်းဆီးတပ်ဖြတ်ခံထားရမှုများနဲ့နေအိမ်များမိရှုဖြက်စီးခံထားရတာကိုရေတာရှင်မြို့နယ်အခြေစိုက်တရင်3939တက်ခွက်တိရဲဘော်များကနေမြေရှင်းလင်းရေးဆောင်ရွက်စင်မှာတွေ့ရှိခဲ့ခြင်းဖြစ်ပြီးရုပ်အလောင်းများကိုကောင်းမွန်စွာတကြိုပေးခဲ့ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ရေးအရရှုံးနိမ့်နေတဲ့အတွက်ပြည်သူများကိုပြစ်မှတ်ထားဖမ်းဆီးတပ်ဖြတ်ကစစ်ရာဇဝတ်မှုများကိုပြောင်ပြောင်တင်းတင်းဇက်တိုက်ကျွလွန်နေခြင်းဖြစ်ကြောင်းထို့ကြောင့်ပြည်သူများအနေဖြင့်စစ်တပ်စစ်ကြောင်းတရင်များကိုနားဆွင့်က ရှောင်းတိတ်နေထိုင်ပေးကြပါယံတရင်3934တက်ရင်တက်ခွဲ1ကတတိပေးထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စကန်းသိန်းတိုက်ပွဲများမှာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားအားလုံးကိုထိုင်းစစ်တပ်က BGF တံပြန်လွှဲပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စကန်းသိန်းတိုက်ပွဲများမှာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအားလုံးကိုထိုင်းစစ်တပ်က BGF တံပြန်လွှဲခဲ့ကြောင်း တော်လန်ရေးထောက်ပို့လှုပ်ဆောင်နေတဲ့ AAC ကိုရဲမင်းကပြောဆိုပါတယ်။မေလ28ရက်နေ့မှာအကြံဖတ်စစ်တပ်ရဲ့ဘလက်တိုတက်စကန်မှာထိုင်းနိုင်ငံအတွင်းကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား62ဦးကိုထိုင်းစစ်တပ်ကမြဝတီမြို့မှာရှိတဲ့ကရင်နယ်ကြားဆောင်တပ် BGF တံကိုပြန်လည်လွှဲပေးခဲ့ကြောင်းသိရှိရပါတယ်။မတ်လ April လနဲ့ယခုမေလအတွင်းထဲမှာထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့အကြံဖတ်စစ်ကောင်စီရဲ့ပူလူတူခလေတီတခေါပီခွီမော်ဖာတူစကန်တာလေစကန် မဲလစကန်မော်ဖိုးကီစစ်စခန်းနဲ့ဘလက်တိုစခန်းများကနေလီစခန်းရွှေအေးမြိုင်စခန်းနဲ့စစ်ကူလာတဲ့စစ်ကြောင်းများကို KNU ကဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါစကန်သိမ်းတိုက်ပွဲများအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများကထိုင်းနိုင်ငံဘက်ကိုဝင်ရောက်ထွက်ပြေးနေခြင်းဖြစ်ပြီးထိုင်းစစ်တပ်ကလည်းထွက်ပြေးတင်းရှောင်လာတဲ့စစ်ကောင်စီတပ်သားများကိုဇက်တိုက်လိုက်လံဖမ်းဆီးနေကကရင်နယ်ကြားဆောင်တပ် BGF တံလွှဲပြောင်းပေးပို့နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဒါပြင်မေလ28ရက်နေ့ကလည်းစုံစည်းမြိုင်မှာအင်အား82ဦးပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုလည်း KNL ဦးဆောင်တဲ့တော်လန်ရေးတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ကစစ်ကောင်စီတပ်သား22ဦးဟာလည်းထိုင်းနိုင်ငံအတွင်းကိုထွက်ပြေးသွားပြီးရင်းစစ်ကောင်စီတပ်သားများကိုလည်းထိုင်းစစ်တပ်ကမြန်မာနိုင်ငံဘက်ကိုပြန်လည်လွှဲပို့ပေးရန်လှုံ့ဆော်နေကြောင်းသိရှိရပါတယ်။ပလေတိုက62ရောက်ကတော့မြဝတီပြန်ပို့ပေးတယ်။စုံစည်းမြိုင်22ဦးကတော့စစ်နေတယ်။နောက်ထပ်မိသားတွေလည်းထိုင်းစစ်တပ်ကစစ်နေတယ်။ဝေါ်လီပြူဟာပြန်ပို့မလား။ မြဝတီနေကြကော်မတီကတဆင့်နှစ်ခွန်၅ကိုပြန်ပို့မလာတော့မသိရသေးဘူးအခုကဒီနေ့မိတာတွေလဲစရင်တော့မသိရသေးဘူးလို့ဒေတာရင်းတော်လိုင်းရင်တင်အရင်မြစ်ကပြောဆိုပါတယ်လက်ရှိအချိန်မှာကရင်ပြည်နယ်အတွင်းမှာရှိတဲ့မြဝတီဖရဲသုံးစုကော့ကရိတ်ဂျုံတိုဖပွန်တန်အောင်ဒေတာများမှာအကြံဖတ်စစ်ကောင်စီတက်နဲ့ KNL မဟာမိတ်တက်များအကြတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်းသိရှိရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာပါပါစေခင်ဗျာပါပါ